ဒီနေ့ကျမှဝေတမ်းမွေနဲ့ဆိုင်ကိုဝေကြောပေးပြီးကရင်သွေးဘလောင်းရဲကြောင်ပြသမဲ့သွေးလင်းထံအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sporter Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါချစ်ပေးသားကြီးရဲ့သွေးလင်းထံနဲ့ Grandway Fire ကြီးဆိုင်တို့ရဲ့1 Friday 5 126ပြန်ဝဲအတွက်ဆေးဆေးဝေချိုင်းတဲ့စီစဉ်ကိုတော့မနေ့ကပဲလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် တွရိထကတော့124.8ပေါင်နဲ့တမဝိတန်125ပေါင်အတွင်းဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။တွရိထရဲ့ပြိုင်မဲ့ကရဝင်းကြီးဆိုင်ကတော့126.4ပေါင်နဲ့တမဝိတန်125ပေါင်ထက်တပေါင်ကျော်နေတာလည်းဖြစ်ပါတယ်။တွရိထကတော့ပွဲကိုပြတ်မခံပဲမြမရွေးရလဝဲရဲ့ကရင်သွေးဘလောက်ရဲ့ကြောင့်ဆိုင်ကိုဝေကျော်ပေးပြီးရှယ်ပြင်းတော့မှလည်းဖြစ်ပါတယ်။ဆိုင်ရဲ့ထိုးကြရိုင်တော့တချို့ကိုလည်းတွရိထကို ခွဲပေးရတော့မှာပါ။ ဆဲဆဲဝေးချိုင်းတဲ့ကိစ္စတွေကိုတော့လျောင်းစင်ပြေအောင်ညီနိုင်ပြီးကြော်ဖြတ်နိုင်ခဲ့ကြပါပြီ။နိုင်ဝဲဆာလောင်းနေတဲ့ကရင်ဖိုက်တာသွေးလင်းထက်ကလည်းပွဲကိုလုံးဝပြတ်မခံပဲကဝိတ်တမ်းမှညှိထိုးဖို့လက်ခံခဲ့တာပါ။ကံဝင်ကြီးဆိုင်ကတော့ဝေးတမ်းမွေးတဲ့အတွက်သွေးလင်းထက်ကိုထိုးချခွဲပေးဖို့လည်းသဘောတူထားခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ကျမှဝိုင်းဖိုက်တာကြီးဆိုင်နဲ့လူငယ်ဖိုက်တာလေးသွေးလင်းထက်တို့နဲ့ရောအမှန်ကန်ပြင်ကြဖို့သာကြံတော့ပါတယ်။ ဝေထိုင်းကနဝင်းဖိုင်တာကြီးဆန်ရေးကဆာအိုဂျီယာဖိုင်တာတယောက်ဖြစ်ပြီးဝမ်ချမ်ပီယံရှစ်ရဲ့ကမ္ဘာနှစ်ထပ်ကွန်းချန်ပီယံတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လဲသွေးလင်းထက်ရှုံရှုံနိုင်နိုင်ထိုးကျဲတော်လေးရရှိမှလည်းဖြစ်ပါတယ်။ဝေထိုင်းဖိုင်တာကနဝင်းကြီးဆန်ရေးကတော့အရန်မြင်း၅ဘေး၆လမဖြစ်ပြီးအသက်ကတော့၄၁နှစ်အရွယ်ဝိုင်းဖိုင်တာကြီးတယောက်ဖြစ်ပါတယ်။မြမကင်းဖိုင်တာလေးသွေးလင်းထက်ကတော့အရန်မြင်း၅ဘေး၇လမဖြစ်ပြီးအသက်ကတော့၂၂နှစ်အရွယ်လူငယ်ဖိုင်တာလေးတယောက်ဖြစ်ပါတယ်။ ညီမလူငယ်ဖိုက်တာသွလင်းထက်ကတော့ပြန်မဖိုက်တာဆန်ရီထက်အရန်မောင်းအသာရရှိထားပါတယ်။သွလင်းထက်ရဲ့ဝမ်းချမ်းမြရှိနိုင်ဝဲအားလုံးကလည်းသူ့ထက်အရပူတဲ့ဖိုက်တာတွေကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီညာဆန်ရီနဲ့ပွဲမှာလည်းသွလင်းထက်ရလဲကောင်းနိုင်မယ်လို့မြင်မိပါတယ်။ညီမလူငယ်ဖိုက်တာသွလင်းထက်တရအဖိုးကြီးဆန်ရီကိုနိုင်ရရှိပြီးဒေါ်လာဒိုင်းနဲ့ဆာယိုကြီးကိုလည်းအလဲထိုးဘောနပ်စ်9ဝန်းနဲ့အတူထိုက်တန်သွားရရှိမယ်လို့လုံးဝယုံကြည်ပါတယ်။ မွေထိုင်းခနဝင်ဖိုက်တာကြီးဆိုင်နဲ့မြန်မာလူငယ်ဖိုက်တာသွေးလင်းထားတို့ပွဲက1 Friday 5 1 2 6ပြန်ဝဲရဲ့6ပွဲမြောက်မှာကစားကြမှာပါအချိန်ကတော့မြန်မာစံတော်ချိန်ည9:00နာရီလောက်မှကြီးရှုရမှဖြစ်ပါတယ်။အဆိုတော့ဘောလုံးသမားလဝဲအကျော်မော်မွေထိုင်းဖိုင်တာတွေကြောက်ရတဲ့ဗရတောင်ပန်ရှင်သွေးလင်းထက်ကိုအားပေးကြဖို့အစင်းသင်းပြင်ထားလာကြရအောင်ပါ။ဟုတ်ကဲ့ပါချရိတ်တက်ကြီးရေအခုလိုစေဝင်စားစရာအားကစားသတင်းအစ်စ်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှဖြစ်လို့ ကျွန်တော်ရဲ့ Sport Dot Channel လေးကိုလည်း Like and Subscribe လေးပေးသွားခဲ့ကြပါဦး။ချစ်ပရိသတ်ကြီးလည်းတာယာပျော်ရွှင်စရာနေ့ရက်တွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေ။